မင်္ဂလာပါနံပါတ်2ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပေါ့နော်ဒီဒီနေ့ခင်မှာလူတိုင်းအသုံးဝင်မဲ့ဗီဒီယိုလေးတစ်ခုကိုကျွန်တော်လုပ်ပေးပါမယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ FTTH ပေါ့နော်ဒီ Fiber to the Home router တွေအိမ်တိုင်းမှာရှိတယ်เนาะကျွန်တော်တို့ဒီ fiber ont လို့ခေါ်တာပေါ့ဒီ optical network terminal လို့ခေါ်တယ် เนาะဒီ fiber ONT လို့ခေါ်တဲ့ကျွန်တော်တို့ modem ပေါ့เนาะ fiber ONT ဆိုတော့ optical network terminal ဆိုတာဘယ်လိုဟာမျိုးတွေလဲဆိုတော့ကျွန်တော်တို့ဒီကိုယ်အိမ်ထဲကိုဒီ fiber ကြိုးဝင်လာနေပေါ့เนาะဒီကိုဝယ်ထားတဲ့ဒီ internet company ကနေပြီးတော့ရောက်လာတဲ့ဒီ fiber ကြိုးဝင်လာတဲ့အချိန်မှာအဲ့ဒီ fiber ကြိုးကိုထိုးထားတဲ့ set ပေါ့ အမျိုးမျိုးရှိတယ်ပုံစံအမျိုးမျိုးရှိတယ်ဗျာเนาะဟိုဟာဒီလိုမျိုးစက်တွေမျိုးပေါ့ဒီလိုစက်တွေเนาะ O1T ဆိုတာအလေရဟာဟာလေးဟိုခေါ်တာเนาะဆိုတော့ဒီလိုမျိုးစက်တွေပေါ့เนาะအဲနောက်ပြီးတော့ဒီလိုမျိုးစက်တွေเนาะနောက်ပြီးတော့ဒီလိုမျိုးစက်တွေအစုံပဲเนาะဒီ fiber O1T စက်တွေကတော့အမျိုးအစားပေါင်းစုံ ရှိတယ်အဲ့ဒီစက်တွေလည်းကို ဒီလိုမျိုးကျိုးအဝါလေးထိုးထားတယ်ကျိုးအဝါလေးထိုးထားတဲ့ဆက်တွေလည်းရှိမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီကျိုးကျိုးကျိုးအမဲရအောင်ပေါ့နော်ထိုးထိုးထားတဲ့ဆက်ရှိရင်ရှိမယ်ပေါ့နော်ဘလို့ပဲကျိုးတွေဘလို့ပဲ fiber ကျိုးကိုလာထိုးထားလာထိုးထားအဲနောက်ဆုံးမှာဒီဆက်တွေပေါ့နော်ဒီလိုမျိုးဒီဆက်တွေကို OND ဆက်လို့ခေါ်တယ်။အဲကျွန်တော်တို့ဒီ fiber company ကနေပြီးတော့လာပေးထားတဲ့ fiber modem ပေါ့နော် fiber modem ပေါ့အဲ့ရအဲ့ဒီ modem တွေကကျွန်တော်တို့က wifi ပါပြီးသားလည်းရှိတယ် wifi ပါပြီးသားဆက်တွေလည်းရှိတယ် wifi wifi မပါတဲ့ဆက်တွေလည်းရှိတယ်เนาะဒီအမျိုးဆက်ဒီအမျိုးဆက်ဆိုလို့ရှိရင်ကျွန်တော်တို့က wifi wifi ပါပြီးသားပေါ့အဲဒီအမျိးုးဆက်တွေပေါ့ဥပမာဥပမာအဲဒီအမျိးုးဆက်တွေဆိုရင်ဒါ inter အတွင်းထဲမှာ wifi ပြန်လွှင့်တဲ့ function ပါပြီးသား set တွေပေါ့နော်ဒီအမျိုး set တွေပေါ့နော်ဒီ set တွေပေါ့ဆိုတော့ wifi ပြန်လွှင့်လို့မရတဲ့ set တွေဆိုရင်ဒီအမျိုး set တွေပေါ့နော်ဆိုတော့အစားအစားရှိရဲ့ဆိုတော့အဲ့လို set တွေကိုကျွန်တော်တို့က ONT လို့ခေါ်တယ်နော် ONT ONT router လို့ခေါ်တယ်ပေါ့နော်ဆိုတော့ ONT router တွေကိုဒီကျွန်တော်တို့က ဒီအပြင်ကနေပြီးတော့ fiber ကျိုးနဲ့ဒီလိုမျိုးလာပြီးတော့ဝင်ထားတယ်ဒီဆက်ရဲ့အနောက်ဘက်မှာ လာပြီးတော့ဝင်ထားတယ်နော်အဲအဲဒီလိုမျိုးပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာတွေ့ရတဲ့ဒီအပေါက်ကလေးကကျွန်တော်တို့ဒါဒါအဲဒီ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 အပေါက်ကလေးပေါ့နော်အဲဒီအပေါက်လေးဒီအပေါက်ဒီအပေါက်ကလေးအဲ့ဒီအပေါက်ကလေးကကျွန်တော်တို့ကဒီခုနကပြောတဲ့ fiber ကျို လာဝင်ထားတဲ့အပေါက်ပေါ့နော်အဲ့အဲ့ဒီအပေါက်တဲကိုကျွန်တော်တို့ကဒီကိုဝယ်လိုက်တဲ့ fiber company ကနေပြီးတော့ fiber ကြိုးကလာထိုးထားတယ်နော်ပြီးမှကိုကိုရီအိမ်ထဲကိုဒီကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ wifi လွှင့်လို့ရတဲ့ set ဆိုလို့ရှိရင်ပြန်လွှင့်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ set ကနေပြီးတော့ဒီဒီအပေါက်အပေါက်ဝါယောင်ကနေပြီးတော့ကျွန်တော်တို့ဒီ ီကျော်ဒီကျော် network ကြိုးပြန်ထွက်ပြီးတော့ network ကြိုးပြန်ထိုးပြီးတော့ wifi router တစ်ခုထပ်သုံးပြီးတော့အဲ့ဒီကနေမှပြန်လွှင့်ပြီးတော့သုံးလို့ရတယ်နော်ဒီဘက်ကဟာကျွန်တော်ကျွန်တော်ဖုန်းကြိုးဖုန်းကြိုးဝင်နေအပေါက်ဒီဒီကျွန်တော်မိခိုးရောင်လေးကတော့ကျွန်တော်တို့ဒါဖုန်းကြိုးဝင်နေအပေါက်ကျွန်တော်အဲ့ဒါဘယ်လိုနေရာမှာသုံးလဲဆိုရင်ကျွန်တော်တို့ကတချို့ fiber line တွေကဖုန်းပြောလို့ရတဲ့ service ပါပေးတယ်ဖုန်း phone line service ပါပေးတယ်ဆိုတော့ကိုကအဲ့ဒီ phone line service ကိုယူထားမယ်ဆိုလို့ရှိရင်အဲ့ဒီအပေါက်ကနေပြီးတော့ phone တစ်လုံးထုတ်ပြီးတော့တုံးလို့ရတယ်အဲ့ phone phone တစ်လုံး phone တစ်လုံးထုတ်ပြီးတုံးလို့ရတယ်အဲ့ဒီ phone နဲ့ကျွန်တော်တို့ကနိုင်ငံခြားအထိ phone ခေါ်လို့ရတယ်နော်အခုတော့အဲ့ဒီ phone line service ကတိတ်ပြီးတော့မယူကြပါဘူးနော်ဆိုတော့ဒါ OND ဆိုတာအဲ့လိုမျိုးတုံးတာကို သုံးတဲ့ set ကိုခေါ်တာအဲ့တော့ဒီနေ့မှာကျွန်တော်ကဒီအဲ့အဲ့ OVT မှာပေါ့နော်တခုခုပြဿနာဖြစ်ရင်တခုခုတခုတခုခုဟို line မကောင်းတာတို့အအနည်းဆုံးဗျာအနည်းဆုံးအဆင့်ရကျွန်တော်တို့ဒီ wifi နာမည်လေးပြောင်းကျင်တာကအစเนาะကိုအိမ်မှာသုံးနေတဲ့ wifi နာမည်ကိုပြောင်းကျင်တယ် အဲ့လိုမျိုးကိစ္စလေးတွေကအစအဲဒီ company ကိုဖုန်းပြန်ဆက်နေရတယ်အဲဥပမာပေါ့နော်အဲ 5BB ပဲတပည့်ထားပါတော့5 5BB ထားပါတော့နော်ဟယ်လို 5BB ကလာမသိဘူးကျွန်တော်ရဲ့ဟိုဟာလေးကို Wi-Fi network လေးကိုနာမည်လေးပြောင်းချင်လို့ပါဆိုပြီးတော့ဒီ Wi-Fi နာမည်ပြောင်းတာကအစဖုန်းဆက်နေရတာကတိတ်ပြီးတော့အဆင်မပြေဘူးနော် ချက်ချင်းလုံမပေးနိုင်တဲ့အခါတွေကြရင်ထိုင်ဆောင်ရမယ်အဲ့လိုပေါ့နော်ဟိုအရန်အဆင်ပြေမနေဘူးအဲ့တော့ကိုယ်တိုင်လုံလို့ရတဲ့ကိစ္စတစ်ခုကိုဖုန်းဆက်ပြီးတော့လုတ်ခိုင်းနေရတာအဆင်မပြေဘူးเนาะ IT သမားမဟုတ်လို့မလုတ်တတ်ဘူးဆိုတာကနားလေတယ်ဒါပေမဲ့အရန်ကြီးလဲကျွမ်းကျင်တဲ့ ဓမားဖြစ်เสียမလို့အဲ့ဒီအဲ့လိုမျိုးကိစ္စလောက်ကလေးတွေလည်းလှုပ်ဖို့အတွက်ကเนาะအဲ့တော့အဓိကကကျွန်တော်တို့ကကိုယ့်ရဲ့အိမ်က ONT router တွေကိုဘယ်လိုမျိုးဝင်ရလဲနော်ဘယ်လိုမျိုးဝင်ရလဲဆိုတာကိုသိဖို့လိုတယ်ဘယ်လိုမျိုး password တွေပြောင်းလို့ရလဲဆိုတာကိုသိဖို့လိုတယ်ဘယ်လိုပြောင်းရလဲဆိုတာကိုသိဖို့လိုတယ်ဆိုတော့အဲ့ဒီအပိုင်းနေကျွန်တော်အခုပြောသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးနေနေကျွန်တော်တို့က ONT fiber ond အတော်များများရဲ့ကျွန်တော်တို့ ip address လို့ခေါ်တဲ့ဟို ip number ကပေါ့เนาะဒီအချိန်မှာတော့ ip address ဆိုတာဘာလဲဆိုတာလည်းမပြောပြတော့ဘူးအဲဒီကျွန်တော်တို့ဒီဒီ chrome တို့ firefox တို့ browser တစ်ခုခုမှာရိုက်ထည့်လိုက်ပြီးတော့ဝင်ရတဲ့ number တစ်ခုပေါ့เนาะ ip address လို့ခေါ်တယ်เนาะ ော်တော်များများသော fiber ont တွေရဲ့ ip address ကကျွန်တော်တို့192.168 100.1နဲ့လာတာများတယ်100ထဲရနေလာတာများတယ်ဆိုတော့အဲ့ဒီနံပါတ်ကိုလူကြီးမင်းတို့ရဲ့ဒီအိမ်က laptop သို့မဟုတ်ကွန်ပျူတာမှာဒီ wifi ချိတ်ထားတဲ့ကွန်ပျူတာမှာ chrome တို့ firefox တို့လိုမျိုး တစ်ခုခုကနေကျွန်တော်တို့ရိုက်ခဲလိုက်ပါနော်ဆိုတော့ကျွန်တော်တို့တမဆိုင်ကျွန်တော်တို့ကအခုဆိုလို့ရှိရင်ကျွန်တော်တမ Safari သုံးတယ်ပေါ့နော်ဆိုတော့ Safari ဆိုကျွန်တော် Safari မှာ192.168.100.1ဆိုပြီးတော့ရိုက်ပေးရတယ်အဲ့လိုအဲ့လိုရိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာဒီ fiber ond router ရဲ့ကျွန်တော်တို့ log in page ကိုရောက်သွားတယ်နော် log in ဝင်တဲ့ page ကိုရောက်သွားတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က ရိုက်ထည့်ပေးရတယ်နော်အဲအဲ့ဒီမှာကျွန်တော်တို့ဝင်အဲ့လိုမျိုးပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးဒီဒီကျွန်တော် login ဝင်တဲ့စာမျက်နှာကိုရောက်လာတယ်ဆိုတော့အဲ့ဒီမှာ username password ထည့်ပေးရတယ်ဆိုတော့ username password ကကျွန်တော်တို့ကနော်အများအားဖြင့်ကျွန်တော်တို့က telecom admin admin telecom telecom admin admin telecom ဆိုပြီးတော့ရရတယ်เนาะ user name က telecom admin password က admin telecom เนาะဒါကိုမှတ်ထားပေးရမယ်เนาะဆိုတော့ user name က telecom admin password က admin telecom เนาะဆိုအဲ့လိုရလိုက်လိုက်လိုက်တိုက်တာနဲ့ကျွန်တော်အထဲကိုဝင်သွားမယ်เนาะအထဲကိုဝင်သွားပြီဒါအထဲကိုဝင်သွားတဲ့အနေထားပေါ့เนาะဆိုတော့အဲ့ဒီမှာကျွန်တော်တို့က ီ setting လောက်ရမယ့်စာမျက်နှာတွေအများကြီးရှိတယ်နော် status တို့ wan တို့ lan တို့ ipv6 တို့ wireless lan တို့ security တို့ route တို့အစစအရာရာရှိတယ်ဒါကျွန်တော်ရဲ့ ont အမျိုးအစားက huawei huawei ont hg8145v ဆိုတော့ model ပေါ့နော်အဲ့ဒီ ont ကကျွန်တော်တို့ ont အမျိုးအစားတွေ model တွေကတော့တူမှာမဟုတ်ဘူးအဲ့တော့တော်တော်များများကတရာတော့တင့်နဲ့ဝင်လို့ရတယ်ဆိုပေမဲ့လည်း တချို့ ONT တွေကကျွန်တော်တို့1216 1.1နဲ့လဲဝင်လို့ရတာဖြစ်နိုင်တယ်ပေါ့เนาะဒါပေမဲ့တော်တော်များများသော ONT တွေရဲ့ login user name နဲ့ password နဲ့ကတော့ဒါပဲเนาะမပြောင်းဆိုတော့စမ်းကြည့်လို့ရတယ်ကိုယ်အိမ်က ONT ကဘယ်ဟာနဲ့ဝင်လို့ရလဲဆိုတာကိုစမ်းကြည့်လို့ရတယ်เนาะဆိုတော့အခုကျွန်တော်ကအခုအထဲကိုဝင်သွားပြီเนาะဆိုတော့အထဲကိုဝင်သွားပြီဆိုရင်ကျွန်တော်တို့က wifi password ကိုချိန်းမယ်နော် wifi number ကိုပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဒီမှာ wlan ဆိုတဲ့နေရာကိုသွားရတယ်ဒါကျွန်တော်ကျွန်တော် ont မဟုတ်လို့ကျွန်တော်အဲ့လိုပြနေနော်ကျွန်တော် ont နဲ့တူတဲ့လူဆိုရင်တော့ ID မရွေး live လို့ live လို့ live လို့လို့ရတယ်ကျွန်တော် ont နဲ့မတူတဲ့လူဆိုလို့ရှိရင်ကျတော့အဲ့လိုပေါ့ကိုယ့်ရဲ့ကိုကို ont setting ရဲ့ wireless နဲ့ဆိုင်တဲ့ setting နေရာကိုသွားရတယ် အဲ့ဒါမှာကျွန်တော်တို့ဒီမှာ WLAN ဒါမှမဟုတ်လို့ရှိရင်လည်းတခုခုပြောထားမယ်အမ wireless something something ဒီ wireless နဲ့ signal လို့ထင်တဲ့ setting ကိုသွားလိုက်ပါသွားပြီးတော့ကျွန်တော်တို့အဲ့မှာဒီနေရာမှာနော်2.4ကျွန်တော်ရဲ့ OND က durable band support လုပ်တဲ့အတွက်2.4လည်းရတယ်5လည်းရတယ်နော် 5GHz လည်းရတယ်ပေါ့နော်ဆိုတော့ SSID နှစ်မျိုးခွဲလို့ရတယ်နော် 5 GHz နဲ့လွှင့်ထားတဲ့ Wi-Fi နာမည်ကိုချိန်ပြီးတော့ပဲတောင်းလို့ရတယ်လို့2.4နဲ့လွှင့်ထားတဲ့ Wi-Fi နာမည်ကိုလည်းချိန်ပြီးတောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်က2.4ကိုဒီချိန်ချိန်ပြီးတော့မတောင်းတော့ဘူးဘာလဲဆိုတော့ဒီခေတ်မှာ2.4ကိုတုံးနေဆိုတာကတော်တော်လေးကိုနှေးတဲ့အတွက်မတုံးသင့်တော့ဘူးပေါ့နော်ဟိုအဲမဖြစ်မနေလိုတဲ့ကိစ္စမှမဟုတ်လို့ရှိရင်2.4နဲ့ တုံးတာဟာဒီခေတ်မှာအဆင်မပြေတော့ဘူးနှေးလို့မလို့နော်ဆိုတော့ဒါပေမဲ့ဘလိုနေရာတွေမှာ2.4နဲ့3ခု3မှဖြစ်မဲ့နေရာတွေရှိလဲဆိုရင်ကျွန်တော်တို့ကအခုလို့ပေါ့နော်ဒီ CCTV တွေနော် CCTV ကင်မရာတချို့ကကျွန်တော်တို့က 5GHz Wi-Fi ကို support မလုပ်တာတွေရှိတယ်ဆိုတော့ကျွန်တော်အိမ်မှာဆိုကျွန်တော်တို့ဒါ IMOU IMOU CCTV တွေကိုတုံးထားရတယ်အဲ့တော့အဲ့ဒီကောင်တွေကကျွန်တော်တို့ Wi-Fi နဲ့ချိတ်ပြီးတော့တုံးရတယ်အဲ့တော့ အဲ့ဒီကောင်နေသုံးဖို့အတွက်တီးတက်မယ်ကျွန်တော်ကသုံးတယ်ဒီဒီဒီ2.4နဲ့သုံးတာကပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်2.4 2.4wifi ရဲ့နာမည်ကို CCTV လို့ပေးထားတယ်နော်ဒီနေရာမှာကိုကကိုကတခြားနာမည်တစ်ခုဖြစ်ရင်ဖြစ်နေလိမ့်မယ်ဆိုတော့အဲ့ဒီနာမည်ကိုပြောင်းခြင်းတယ်ဆိုရင်ဒီမှာပြောင်းပြောင်းလိုက်လို့ရတယ်နော် တခုခုပြောင်းလိုက်ပေါ့နော်တခုခုပြောင်းလို့ရတယ်မှာဒီမှာဖြတ်ပြီးတော့ပြောင်းလိုက်လို့ရတယ်နော်ဆိုတော့ပြောင်းလိုက်ပြီးပါတာနဲ့ apply ကိုနှိပ်ပေးရမယ်ဆိုတော့ apply ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီနာမည်ပြောင်းသွားမယ်နာမည် password ကမှ password ကတော့ password ကတော့ဒီဒီဒီတိုင်းပဲခုနထားတဲ့အတွက်နာမည်ပဲအစ်စ်ပြောင်းသွားမယ် password ကတော့ခုန password ပဲဖြစ်မယ်ဒါပေမဲ့တကယ်လို့ကိုကနာမည်ရော password ကိုပြောင်းခြင်းနေဆိုရင်ဒီမှာနာမည်ပြောင်းရတဲ့နေရာဒီမှာကျတော့ကျွန်တော်တို့ password ကြောင်းတဲ့နေရာနော်ဆိုတော့ password ကိုဒီမှာပြောင်းနာမည်ကိုဒီမှာပြောင်းပြောင်းပြီးရင်ကျွန်တော်တို့ apply နှိပ်လိုက်လို့ရှိရင်ကိုပြောင်းကိုပြောင်းလိုက်တဲ့ setting အတိုင်းဖြစ်သွားမယ်နော်ဆိုတော့ဒါကတူတူပဲ2.4မှာဆိုတော့ဒီနေရာမှာပဲ5ဆိုတော့5ကိုသွားပြီးတော့5မှာ5ရဲ့နေရာမှာသွားပြီးတော့ပြောင်းလိုက်ပြောင်းလိုက်လိုက်လို့ရတယ်ဆိုတော့ဒီကကျွန်တော်တို့အမှန်ချစ်အမှန်ချစ်ဒီကဘာလဲဆိုတော့ဒီ wifi network ကိုကျွန်တော်တို့ကသူများတွေကိုမြင်စေခြင်းလား သူများတွေကိုမြင်မမြင်မစေဂျင်ဘူးလားဆိုတာကိုဒီမှာလုပ်လို့ရတယ်နော်ဆိုဒီ broadcast ssid ဆိုတာလေးကိုပိတ်ထားလို့ရှိရင်မမြင်ရတော့ဘူးဒီဒီဒီနားမှာဒီ wifi ရှိတယ်ဆိုတာကို သူများတွေကမသိတော့ဘူးဒီဖုန်းကနေစတေမှာသွားပြီးတော့ရှာလိုက်လို့ရှိရင်မတွေ့ရတော့ဘူးနော်အဲ့ဒီအဲ့ဒီ အဲ့ဒီဟာမတွေ့ရတော့အဲ့တော့မတွေ့ရတော့တဲ့ခါကျတော့အဲ့ဒီ wifi network ကိုခိုးမသုံးနိုင်တော့ဘူးအလွယ်တကူခိုးမသုံးနိုင်တော့ဘူးပေါ့နော်ဒီလိုမျိုးလုံးလို့ရတယ်ဆိုတော့ wifi နာမည်ကိုဖျောက်ထားတာပေါ့ဖျောက်ထားရရှာလို့မရတော့ဘူးဖုန်းမှာချိန်ဖို့အတွက်ကိုရှာလို့မရတော့ဘူးနော်ဆိုတော့အဲ့ဒါလေးကို on ထားလိုက်လို့ရှင်ဒါကျွန်တော်တို့ပြန်ပြီးတော့ရှာလို့ရတယ်ဆိုတော့ကျွန်တော်ကဒီနေရာမှာဘယ်လိုမျိုးစိတ်ကူးနဲ့စိတ်ကူးထားလဲဆိုတော့ ဒီ2.4ကကျွန်တော်ကဒီ CCTV ကင်မရာတွေအတွက်ပဲကျွန်တော်ကသုံးမယ်လို့စဉ်းစားထားတဲ့အတွက်တခြားကိစ္စသုံးစရာမလိုတော့တဲ့အခါမှာ တွေ့စရာလည်းတွေ့စရာလည်းမလိုတော့ဘူးချိတ်စရာလည်းမလိုတော့ဘူးတော့အဲ့တော့ကျွန်တော်ကဒီ Wi-Fi ကိုကျွန်တော်ဖြောက်ထားလိုက်တယ်နော်အဲ့တော့ဖြောက်ထားတဲ့ဖြောက်ထားလိုက်လို့ရတယ်ပေါ့နော်ဟိုဖုန်းမှာလည်းရှာပြေစရာမလိုတော့ဘူးချိတ်မှာလည်းမဟုတ်တော့ဘူးကျွန်တော်ကင်မရာအတွက်ပဲချိတ်မှာဖြစ်တဲ့အတွက် ကင်မရာတွေကဒီဒီ network ကို hidden network နဲ့ check ထားပြီးသားဖြစ်တဲ့အတွက်ပြီးပြီးသားဖြစ်တဲ့အတွက်တခြားလူတွေ check လို့မရအောင်ဟိုလုံချုံရေးစိတ်စကူးတစ်ခုနဲ့ကျွန်တော်ကပိတ်ထားတာပိတ်ထားတာဒီဟာကိုကျွန်တော်ကျွန်တော်ဖြောက်ထားတာเนาะပြီးရင်ကျွန်တော်တို့က apply လုပ်လိုက်ရင်ရပြီเนาะဆိုတော့နောက်တစ်ခုကကျွန်တော်တို့ ိုယ့်ရဲ့ wifi က connection ဘလောက်ကောင်းလဲဆိုတာကိုဒီမှာကြည့်လို့ရတယ်เนาะ optical information ဆိုတာကို wifi နဲ့ကိုဝင်နေတဲ့ fiber signal strength က signal signal အနေထားဘလောက်ကောင်းလဲမကောင်းလဲဆိုတာကိုဒီမှာကြည့်လို့ရတယ်เนาะဒီ status page out ကကျွန်တော်တို့ဒီ optical information ဆိုတဲ့နေရာမှာသွားကြည့်လို့ရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က19 -19.59 dBm ရှိတယ်ကျွန်တော်ရဲ့ကျွန်တော်ရဲ့ fiber optic signal ကအခုလက်ရှိအချိန်မှာเนาะဆိုတော့အဲ့ဒီနေရာမှာဒီမှာ current value ဆိုတဲ့အောက်မှာပြထားတဲ့ဟာတွေကဒီဘက်က reference value ထဲမှာဝင်နေရမယ်ဆိုတော့ကျွန်တော်တို့ဆေးစစ်တလို့ပေါ့ဗျာဒီဒီနဲ့ဒီကြားထဲမှာဝင်နေကောင်းတယ်ဆိုတာမျိုး တွေ့ဘူးလိမ့်မယ်စေးစေးစာရွက်တွေမှာဆိုတော့အဲ့တိုင်းပဲကျွန်တော်ကဒီအခုဆိုကျွန်တော်ကဒီမှာ current value မှာ minus 19ဖြစ်နေတယ်ဆိုရင်တကယ်ရှိရမယ့် value က minus 27ကနေ minus 8အတွင်းမှာဝင်လို့ရှိရင်ကောင်းတယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော်က minus 19.5ဆိုတော့ minus 19.55နဲ့6ချားလဲမှာအမြဲရှိတယ်ကျွန်တော်ဟာအဲ့တော့အခုက6နားမှာကတ်နေတယ်နော်နော်အဲ့တော့ minus 19.55ဆိုတာကတော့ minus 19.55နဲ့ minus 19.6ချားလဲမှာရှိနေတယ်ဆိုရင်ဒါကောင်းတယ်နော်ဆိုတော့တော်တော်များများတော့အိမ်သုံး wifi ONT fiber ONT ဒီမှာဒီ optical level က RX optical level ဆို RS optical power ဆိုတဲ့နေရာမှာကတော်တော်များများတော့အိမ်သုံးအိမ်သုံးဆက်တည်းကဘာလဲဆိုတော့ -23 လောက်အထိ -23 24လောက်အထိတောင်မှထားထားပြီးတော့ထားပြီးတော့ရောင်းကြတဲ့လူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်ကကျတော့ -19.5 ဖြစ်တဲ့အတွက်အကောင်းဆုံးအနေထားပေါ့နော်။အကောင်းတကအကောင်းဆုံးအနေထားမှာလက်ရှိရှိနေတယ်ပေါ့နော်။အဲ့လိုပြောလို့ရတယ်။ဒီနေရာမှာသွားပြီးတော့ကြည့်လို့ရတယ် ကိုကိုဆက်သေးကိုဝင်လာတဲ့ဒီ fiber signal ဘလောက်ကောင်းလဲမကောင်းလဲဆိုတော့ဒီမှာဒီမှာလာကြည့်လို့ရတယ်နော်ဆိုတော့ကြချားပါရှိအောင်မလဲဆိုရင်တခြားတော့မရှိတော့ဘူးနော်အာအာဒီမှာအဓိကကဒီမှာကျွန်တော် wifi name ပြောင်းတာ wifi password ပြောင်းတာကဒီနေရာမှာပြောင်းနေနောက်ပြီးတော့တော်တော်များများသော fiber ont router ရဲ့ IP address ကဒီဟာ192.168.1.1တို့မဟုတ်ကျွန်တော်တို့192.168.1.1နဲ့ဝင်လို့ရတာများတယ်ကိုကြိုက်တဲ့ browser ကနေဝင်လို့ရတယ်အဲเนาะ Safari ရှိမယ် Chrome ရှိမယ် Firefox ရှိမယ်เนาะကြိုက်တဲ့ browser ကနေဝင်လို့ရတယ်ပြီးရင်ကျွန်တော်တို့ username password ကဒီဟာเนาะအဲ့တော့စမ်းကြည့်လို့ရတယ်ကိုကကိုဝင်ပြီးတော့ကိုအိမ်ရဲ့ wifi number တွေ password တွေကို change ကြည့်ရပါ change ကြည့်လို့ရပါတယ် ကျေးဇူးများ යි တင်ပါတယ်